ဲအားလုံးပဲမြ мян လေးဝင်လာခဲ့နော်အချိန်ကမရှိတော့လို့နော်အချိန်ကကျွန်တော်ရဲ့ကိုမကြီးမရှိတော့တဲ့အခိုက်အတန့်ဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ကိုမကြီးအားလုံးပဲမြ мян လေးသာဝင်လာခဲ့ဖို့တန်းငယ်ကဖိတ်ခေါ်ပါတယ်အားလုံးသောကိုမကြီးအားလုံးပဲတဝူးတက်ရောက်မကြအားလုံးပဲမင်္ဂလာပါဟုတ်ပြီနော်မြ мян လေးဝင်လာခဲ့ပါကျွန်တော်ရဲ့ကိုမမြားဟုတ်ပြီနော် ပေါ့ချင်တယ်ဆိုတဲ့ကိုမကြီးအားလုံးပဲမြ мян လေးသာဝင်လာခဲ့ညရေက လိုက်ရှုကလွှင့်ဖို့ပြန်နော်ညရဲကတန်းငယ်လိုက်ရှုလွှင့်ဖို့ကိုညမလွှင့်ကြည့်ဘူးပြန်နော်အခုမှလွှင့်ပြေလွှင့်ပြတာပေါ့ပဲအားလုံးပဲနော်မြန်မြန်လေးဝင်လာခဲ့ပါတကယ်ထိုးရင်တကယ်ပေါက်မယ်နော်တကယ်ထိုးရင်ကျွန်တော်ရဲ့ကိုမများအားလုံးပဲတကယ်ပေါက်မယ်နော်တကယ်ထိုးရင်ကျွန်တော်ရဲ့ကိုမအားလုံးပဲတကယ်ပေါက်မယ်အဲ့တော့မြန်မြန်လေးဝင်လာခဲ့ပါလို့တန်းငယ်ကဖိတ်ခေါ်ပါတယ် အားလုံးတော့ကိုရီမားတွေအားလုံးကိုမမြန်လေးဝင်လာခဲ့ဖို့တန်းငယ်ဖိတ်ခေါ်ပါရဲ့ဗျာဟုတ်ပြီနော်အားလုံးပဲမင်္ဂလာပါဗျာကဲအားလုံးပဲမင်္ဂလာပါမင်္ဂလာပါဟုတ်များဟုတ်တယ်ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ကိုရီမားအားလုံးပဲ ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ကိုမောင်များနောက်မင်းလေးဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်ဝင်လာခဲ့ပါကျွန်တော်ရဲ့ကိုမောင်များအားလုံးပဲပောက်ချင်တဲ့ကိုလေးမရဲ့အားလုံးပဲတဝူးတယောက်မကြံဝင်လာခဲ့ဟုတ်ပြီနော်ကဲအားလုံးပဲမင်္ဂလာပါမင်္ဂလာပါမင်္ဂလာပါအပီးပေါက်လေးအရင်ဆုံးပြမယ်ဗျာနော်အပီးပေါက်လေးအရင်ဆုံးပြမယ်ကျွန်တော်ရဲ့ကိုမောင်များအပီးပေါက်ကိုအရင်ဆုံးပြမယ်အပီးပေါက်လေးကိုကျွန်တော်ရဲ့ကိုမောင်အားလုံးပဲတစ်ချက်လိုက်ကြည့်ပေးပါ ညတွေက live show ကလွှင့်ဖို့နော်အခုမှလွှင့်ပြတာဗျာခဏလေးတော့နောက်ကျသွားတယ်လို့နော်ကဲအားလုံးပဲမင်္ဂလာပါဗျာအပီပေါက်ဆိုင်ကလေးရင်လုံးကြည့်မယ်နော်အပီပေါက်ဆိုင်ကလေးကျွန်တော်ရဲ့ကွေမလေးရင်လုံးကြည့်ပြီးရင်ထိတ်စီးနောက်ပိတ်လေးကိုကျွန်တော်ရဲ့ကွေမလေးအားလုံးကိုပြပေးပါမယ် 48ကကျွန်တော်ကိုမများလေးထိပ်ပါ48ဒီကျွန်တော်ရဲ့ကိုမကြီးလေးထိပ်ဟုတ်ပြီနော်35ကကျွန်တော်ကိုမများ3ထိပ်26ကကျွန်တော်တို့6အပိတ်နဲ့တဲ့ကျွန်တော်ရဲ့ကိုမကြီး436သုံးလုံးပေါင်းချင်းဖြစ်ပါတယ်436သုံးလုံးပေါင်းချင်းဖြစ်ပါတယ်လေ4ရဲ့3ရဲ့ပေါင်းတော့ခွန်ပါတယ်ခွန်နဲ့6ရဲ့ပေါင်းတော့ကျွန်တော်တို့ဗာရမလဲခွန်ရဲ့6ရဲ့ပေါင်းတော့ကျွန်တော်ကိုမှမြခွန်နဲ့6ရဲ့ပေါင်းတော့ကျွန်တော်တို့300ပါတယ်3ကိုကျွန်တော်တို့က တော့ကျွန်တော်တို့ကပါဝါခေါ်ခြင်းဒီ၃ရဲ့ပါဝါဒီ၈ပါ၃၈ဒီကကျွန်တော်ရဲ့ကိုယ်ပိုင်အားလုံးပဲ1ချင်းဖြစ်ပါတယ်၃၈ဒီကကျွန်တော်ကိုယ်ပိုင်အားလုံးပဲ1ချင်းဖြစ်တယ်တဲ့၃၈1ချင်းကိုကျွန်တော်တို့က၃ပိုင်နဲ့၃ဘူးဆိုပြီးထွက်တယ်တခြားကြည့်အပေါ်နီးမှုတိုင်း35ကကျွန်တော်တို့၃ထိပ်ပါဟုတ်ပြီနော်26ကနှစ်ထိပ်တစ်ဘူးဒီကကျွန်တော်ရဲ့ကိုယ်မတွေတစ်ထိပ်နဲ့တစ်ဘူးဒီကကျွန်တော်ကိုယ်မများတစ်ထိပ်နဲ့တဲ့ သုံးနှစ်တက်ကျွန်တော်ရဲ့ကိုမကြီးသုံးလုံးပေါင်းချင်းဖြစ်ပါတယ်တဲ့သုံးရက်နှစ်ကေပေါင်းတော့ကျွန်တော်တို့က9ပါ9ရက်တက်နေပေါင်းတော့600ရပါတယ်6ကိုကျွန်တော်တို့ပါဝါခေါ်တော့6ရဲ့ပါဝါဒီတက်တဲ့6တက်တီကလည်းပဲကျွန်တော်ရဲ့ကိုမကြီးအားလုံးပဲ1ချိန်ဖြစ်တယ်တဲ့တုံးရှိ1ချိန်ကို3ပိုင်းနဲ့3ဘူး6တက်1ချိန်ကို1ပိုင်းနဲ့1ရှိဆိုပြီးထွက်ရှိလို့အောင်မြင်ခဲ့တယ်အပေါ်နီးမူတိုင်းကျွန်တော်ရဲ့ကိုမကြီး26ကကျွန်တော်တို့နှစ်ထိပ်ပါ26ကနှစ်ထိပ်တက်ဘူးဒီကျွန်တော်တို့တက်ထိပ်တယ်ကျွန်တော်ရဲ့ကိုမမြား 46ကကျွန်တော်တို့6အပိတ်နဲ့1 1 6ပေါင်းလုံးပေါင်းချင်းဖြစ်တယ်။ ARI ကိုနိုင်ကမင်္ဂလာပါညီရဲမင်္ဂလာပါကိုရေးရှယ်လို့ရရင်တစ်ချက်လောက်ရှယ်ချင်းဖြင့်ကူညီပေးပါဦးနော်။26ကနှစ်ထိပ်ပါကျွန်တော်ရဲ့ကွေမကြီးတိဘူးကတစ်ထိပ်ပါ46က6အပိတ်နဲ့1 1 6ပေါင်းလုံးပေါင်းချင်း1ကတိကဲပေါင်းတော့3ပါ3ရဲ့6ကပေါင်းတော့ကျွန်တော်တို့ဗာရမလဲ။၃နဲ့၆နဲ့ပေါင်းတော့ကျွန်တော်ကိုမမကိုကိုကိုပါဝါခေါ်ခြင်းဒီလေးကိုလေးဒီကျွန်တော်ရဲ့ခွေမိုင်းအားလုံးပဲ ဝမ်းကျင်းဖြစ်တယ်ဟုတ်ပြီနော်တောင်ရှိဝမ်းကျင်းကို3ပိုင်နဲ့3နဲ့တိရှိတဲ့ကိုလေးဝမ်းကျင်းကိုကျွန်တော်ရဲ့ကိုမကြီးကိုပိုင်နဲ့300ဒီဆိုင်ကတော့ကျွန်တော်ရဲ့ကိုမလေးအပီးပေါက်ဆိုင်ပေါ့အပီးပေါက်ပေါ့နော်အပီးပေါက်ဆိုင်ကလေးပြပေးခြင်းဖြစ်ပါတယ်အပေါ်နေမူတိုင်းတစ်ဘူးကကျွန်တော်ရဲ့ကိုမလေးတစ်ထိပ်ပါဟုတ်ပြီနော်46က၄ထိပ်ပါ6ဘူးကြီးကကျွန်တော်ရဲ့ကိုမလေး6ထိပ်နဲ့146သုံးလုံးပေါင်းခြင်းဖြစ်ပါတယ်146ကျွန်တော်ကိုမများသုံးလုံးပေါင်းခြင်းဖြစ်ပါတယ် တကယ်လေးရဲ့ပေါင်းတော့ကျွန်တော်တို့ကိုယ်မိုင်းတင်းနဲ့လေးနဲ့ပေါင်းတော့ကျွန်တော်တို့ဘာရမလဲ9ရပါတယ်9ရဲ့6ရဲ့ပေါင်းတော့ကျွန်တော်တို့ဘာရမလဲ9နဲ့6နဲ့ပေါင်းတော့ကျွန်တော်တို့ကိုယ်မောင်များ1ရပါတယ်တဲ့1ကိုပါဝါခေါ်ခြင်းဒီ6ပါတဲ့1 6ဒီကကျွန်တော်ရဲ့ကိုယ်မိုင်းအားလုံးပဲ1ချင်းဖြစ်တယ်ဟုတ်ပြီနော် သုံးရှစ်ဝမ်းကျင်းကိုသုံးပိုင်နဲ့ကျွန်တော်ရဲ့ကူမာတွေသုံးဘူး၆တိဝမ်းကျင်းကိုတစ်ပိုင်နဲ့တစ်ရှစ်ကိုလေးဝမ်းကျင်းကိုကျွန်တော်ရဲ့ကူမာတွေကိုးပိုင်နဲ့တုံညာကိုးဆိုပြီးထပ်ပြီးတစ်ချဝမ်းကျင်းကိုကျွန်တော်တို့ကဘာထွက်မလဲပေါ့ဒီဝမ်းကျင်းလေးတွေနဲ့ကျွန်တော်ရဲ့ကူမာတွေသူနဲ့တွဲရက်ပြီးဆင်းမဲ့အပီးပေါက်ကိုတန်းငယ်ကဖျောက်ပေးပါမယ်တစ်ချက်လိုက်ကြည့်ပေးသူနဲ့တွဲရပြီးဆင်းမယ်ကျွန်တော်ရဲ့ကူမာကြီးဘာဆိုင်ကလေးလဲဆိုတော့ဒီဝမ်းကျင်းလေးနည်းနဲ့တွဲရပြီးဆင်းမယ်ယနေ့တော့ chapter brief နေ့ခဏနာကြီး10မိနစ်တော့အပီးပေါက်ဆိုင်ကလေးကိုကျွန်တော်ရဲ့ကူမာကြီးအားလုံးကိုပြပေးပါမယ်အားလုံးပဲတစ်ချက်လိုက်ကြည့်ပြီးဟုတ်ပြီနော် 60နှစ်ကကျွန်တော်ကိုမမြ6ထိပ်ပါ60နှစ်ဒီကျွန်တော်ရဲ့ကိုမိုင်အားလုံးပဲ6ထိပ်တဲ့26ကနှစ်ထိပ်6နှစ်နှလုံးပေါင်းခြင်းဖြစ်ပါတယ်6ရက်နှစ်ကပေါင်းတော့ကျွန်တော်တို့ဘာရမလဲ6ရက်နှစ်ကပေါင်းတော့ကျွန်တော်ကိုမမြ6ရက်နှစ်နဲ့ပေါင်းတော့ကျွန်တော်တို့8ရပါတယ်8ကိုပါဝါခေါ်ခြင်းဒီ3တဲ့8 3ဒီကကျွန်တော်ရဲ့ကိုမိုင်အားလုံးပဲဘာဖြစ်လဲ1ချင်းဖြစ်တယ်ကျွန်တော်ရဲ့ကိုမိုင်ဒီ1ချင်း2ချင်းဟာတေချာပေါက်အပီးပေါက်ဖြစ်ရမယ်တဲ့ ။ဘာဖြစ်ရမလဲဆိုရင်ကျွန်တော်ကမှအေးတေချာပေါက်အပီးပေါက်ဖြစ်ရမယ်တဲ့။၃၈ဝမ်းချင်း၈၃ဝမ်းချင်းကကျွန်တော်ကမှအေးတေချာပေါက်အပီးပေါက်ဖြစ်ရမယ်။တကယ်ဖြစ်လာမှာဖြစ်လာကျွန်တော်ကမှတစ်ချက်ကြည့်။၃၈ဝမ်းချင်း၈၃ဝမ်းချင်းကိုကျွန်တော်တို့က၃ပိုင်၃ပိုင်နဲ့၃ဘူးဆိုပြီးထွက်တယ်။၃ပိုင်၃ပိုင်နဲ့၃ဘူးဆိုပြီးထွက်ရှိလို့အောင်မြင်ခဲ့တယ်တဲ့။ဒါဆိုတစ်ချက်ကြည့်ပေး။၈၈ကကျွန်တော်ညာခွန်ထိပ်ပါတဘူးကတစ်ထိပ်ပါခွန်တစ်နှလုံးပေါင်းခြင်းဖြစ်ပါတယ်ခွန်တစ်ကျွန်တော်ရဲ့ဂွေမတွေနှလုံးပေါင်းခြင်းဖြစ်ပါတယ် ခွန်နဲ့ဝိုင်းအလုံးပဲဝမ်းချင်းဖြစ်တယ်38ဝမ်းချင်း83ဝမ်းချင်း3ပိုင်3ပိုင်နဲ့3ဘူးဆိုပြီးအပီးပေါက်ထပ်တယ်လို့6တိဝမ်းချင်း83ဝမ်းချင်းကလည်းကျွန်တော်တို့ကမာဒီတေချာပေါက်အပီးပေါက်ဖြည့်ရမယ်ဟုတ်ပြီနော်တကယ်မဖြစ်လားဖြစ်လားကျွန်တော်ရဲ့ခွေမှာအလုံးပဲတစ်ချက်လိုက်ကြည့်ပြီဟုတ်ပြီနော်6တဝမ်းချင်း7ဝမ်းချင်းကိုကျွန်တော်တို့က1ပိုင်း7ပိုင်းနဲ့1ရှေ့ဆိုပြီးအပီးပေါက်1ရှေ့ဆိုပြီးကျွန်တော်ရဲ့ခွေမှာ1ပိုင်း7ပိုင်းနဲ့1ရှေ့ဆိုပြီးအပီးပေါက်ထွက်ရှိလို့အောင်မြင်ခဲ့တယ်ဒါဆိုအပေါ်နည်းဥတိုင်းကျွန်တော်တို့ဆက်သွားမယ် 65ကကျွန်တော်ရဲ့ကိုရီးမားတွေ6ထိပ်ပါ46က4ထိပ်နဲ့6လေးနှလုံးပေါင်းခြင်းဖြစ်ပါတယ်6နဲ့4နဲ့ပေါင်းတော့ကျွန်တော်ကိုမှများ6ကဲ4ရဲ့ပေါင်းတော့3ညရပါတယ်3ညကိုပါဝါခေါ်ခြင်းဒီ5ပါ3ည5ဒီကကျွန်တော်ရဲ့ကိုရီးမားရဲ့အားလုံးပဲ1ချိန်ဖြစ်တယ်3ည5ဒီကကျွန်တော်ရဲ့ကိုရီးမားရဲ့အားလုံးပဲ1ချိန်ဖြစ်တယ်တဲ့သုံးပိုင်းသုံးပိုင်းနဲ့သုံးဘူးဆိုပြီးအပီးပေါက်ထွက်တယ်တစ်ပိုင်းရှစ်ပိုင်းနဲ့တစ်ရှစ်ဆိုပြီးအပီးပေါက်ထွက်တယ်လို့ကျွန်တော်ကောင်မများကိုလေးဝမ်းချင်း၃ညာ၅ဝမ်းချင်းဟာလေတေချာပေါက်အပီးပေါက်ဖြည့်ရမယ်တဲ့ တကယ်ဖြစ်လာဖန်ဖြစ်လာကျွန်တော်ရဲ့ကိုယ်ပိုင်အားလုံးပဲတစ်ချက်လိုက်ကြည့်ပြီးကိုလေးဝန်းချင်းတုံညာငါးဝန်းချင်းကိုကျွန်တော်တို့ကတုံညာပိုင်ကိုးပိုင်နဲ့တုံညာကိုးဆိုပြီးထွက်တယ်တုံညာပိုင်ကိုးပိုင်နဲ့တုံညာကိုးဆိုပြီးအပြီးပေါက်ထက်ရှိလို့အောင်မြင်ခဲ့တယ်ဆိုရင်ကျွန်တော်ရဲ့ကိုယ်ပိုင်ဓာချိန်နှစ်ချိန်သုံးချိန်တိတိကျွန်တော်တို့ကအပြီးပေါက်တွေထွက်ရှိလို့အောင်မြင်ခဲ့ပြီးလေရင်တဲ့ကျွန်တော်တို့ယနေ့မနက်7:00နာရီတမိနစ်မှာ၄ချိန်မြောက်အပြီးပေါက်ဆိုင်ကလေးဖြစ်ခဲ့မယ်ဆိုရင်ရထားတဲ့တိချောက်ချိန်နဲ့သူနဲ့တွဲရက်ပြီးစနဲ့အပြီးပေါက်သေးကဘာဖြစ်မလဲအားလုံးပဲတစ်ချက်လိုက်ကြည့်ပြီးဟုတ်ပြီနော် 38ကကျွန်တော်ကိုမမြသုံးထိပ်ပါ38တည်ကျွန်တော်ရဲ့ကိုမတွေသုံးထိပ်တဲ့6ဘူးကကျွန်တော်တို့6ထိပ်နဲ့3 6နှလုံးပေါင်းခြင်းဖြစ်တယ်3 6ကျွန်တော်ရဲ့ကိုမနှလုံးပေါင်းခြင်း3ရဲ့6ကေပေါင်းတော့ကျွန်တော်တို့900ပါတယ်ကိုကိုပါဝါခေါ်ခြင်းဒီ4ပါကို4ဒီကကျွန်တော်ရဲ့ကိုမအားလုံးပဲ1ချိန်ဖြစ်တယ်သုံးပိုင်းသုံးနဲ့သုံးဘူးဆိုပြီးအပီးပေါက်ထွက်တယ်၁ပိုင်း၈ပိုင်းနဲ့၁ရှစ်ဆိုပြီးအပီးပေါက်ထွက်တယ်ဒီမှာလဲကျွန်တော်တို့ကိုယ်မိုင်၉လေးချင်း၃ညာ၅ချင်းကို၃ညာပိုင်း၉ပိုင်းနဲ့၃ညာ၉ဆိုပြီးအပီးပေါက်ထွက်တယ်ဆိုရင် ယနေ့မနေ့ကျွန်တော်ရဲ့ဂွေမာတွေ6ရက်7နှစ်နာရီတမိနစ်နော်ကြာတာပရင်းနေ7နှစ်နာရီတမိနစ်တွေ16ချင်း6ချင်းရာလဲသိကြပါအပီးပေါက်ဖြည့်ရမယ်ကံပေးလို့ဆက်ရခဲ့မယ်ဆိုရင်ကျွန်တော်တို့က၄ချိန်မြောက်ကံပေးလို့ဆက်ရခဲ့မယ်ဆိုရင်၁၆ချိန်၉၄ချိန်လာကျွန်တော်တို့ကိုယ်ပိုင်အပီပေါက်ဖြည့်ရမယ်ပေါ့နော်။ပြီးတော့၂၈ရောက်တော့မျိုးလို့မင်္ဂလာပါ share လို့ရရင်အားလုံး။ပြီးတော့လေးပြန်ကြအောင်နော်။ပြီးတော့လေးပြန်ကြအောင်နော်။ ဲဒါဆိုကျွန်တော်ရဲ့ကိုယ်မကြီးဒီလိုကအပြီးပေါက်မဖြစ်ခဲ့ဘူးတန်းငယ်ကြီးဆိုရင်တန်းငယ်ထိတ်စီနောက်ဝိတ်လေးပြပေးမယ်ဟုတ်ပြီနော်ထိတ်စီနောက်ပိတ်လေးပေါ့နော်ထိတ်စီကျွန်တော်ရဲ့ကိုယ်မကြီးနောက်ပိတ်လေးပေါ့ထိတ်စီကျွန်တော်ရဲ့ကိုယ်မကြီးအားလုံးရဲ့အပိတ်လေးကိုပြပေးပါမယ်တစ်ချက်လိုက်ကြည့်ပေးဟုတ်ပြီနော် ကဲကျွန်တော်ရဲ့ဂွေမိုင်အားလုံးပဲထိတ်စည်းလေးကိုအရင်ဆုံးကြည့်ပါထိတ်စည်းလေးကိုကျွန်တော်ရဲ့ဂွေမိုင်အားလုံးပဲအရင်ဆုံးကြည့်ပြီနော်ထိတ်စည်းလေးကကျွန်တော်တို့ဘာရလဲဆိုတော့65ကကျွန်တော်တို့ငားထိတ်ရ65တိငားအပိတ်ကျွန်တော်ရဲ့ဂွေမိုင်တွေ35ကကျွန်တော်ရဲ့ဂွေမိုင်တွေသူတို့နှလုံးပေါင်းခြင်းနဲ့ဟုတ်ပြီနော်ငား35ကျွန်တော်ရဲ့ဂွေမိုင်များ3လုံးပေါင်းခြင်းဖြစ်ပါတယ်ငား35ကျွန်တော်ရဲ့ဂွေမိုင်တွေ3လုံးပေါင်းခြင်း ဖြစ်တယ်တဲ့9နဲ့3နဲ့ပေါင်းတော့8 8ရဲ့9ရဲ့ပေါင်းတော့ကျွန်တော်တို့ဘာရမလဲ9ရဲ့3ရဲ့ပေါင်းတော့8ပါ8နဲ့9နဲ့ပေါင်းတော့ကျွန်တော်တို့ဘာရမလဲ8နဲ့9နဲ့ပေါင်းတော့ကျွန်တော်တို့3ရတယ်3ဒီကကျွန်တော်ရဲ့ဂွေမာတွေလုံးပိုင်းဘာဖြစ်လဲလုံးပိုင်းထိတ်စီးလေးဖြစ်တယ်ဟုတ်ပြီနော်စိုက်ကလေးကထိတ်စီးနောက်ပိတ်စိုက်ကလေးကပူလှရယ်နော်3ဒီကကျွန်တော်ရဲ့ဂွေမာတွေလုံးပိုင်းထိတ်စီးပေါ့ဟုတ်ပြီနော် နှလုံးပေါင်းချင်းရှေ့ရှေ့ကငားရေပေါင်းတော့၃၃တီကကျွန်တော်ရဲ့ကွေမကြီးလုံးမကြီးထိတ်စီးတဲ့၃ပိုင်၃ထိတ်ကိုကျွန်တော်ရဲ့ကွေမကြီးဘာထွက်လဲဆိုရင်၃ဘူးဆိုပြီးထွက်တယ်၃ပိုင်၃ထိတ်ကိုတန်းငယ်တို့က၃ဘူးဆိုပြီးထွက်ပါတယ်၃ဘူးတီကကျွန်တော်တို့၃အပိတ်နဲ့ပါ26ကသူတို့နှလုံးပေါင်းချင်းနဲ့ပါ3နှစ်6သုံးလုံးပေါင်းခြင်းဖြစ်ပါတယ်3နှစ်6ကျွန်တော်ရဲ့ကိုယ်မတွေသုံးလုံးပေါင်းခြင်းဖြစ်ပါတယ်3ရဲ့2ကေပေါင်းတော့5ပါ5နဲ့6နဲ့ပေါင်းတော့ကျွန်တော်တို့ဘာရမလဲ9ရဲ့6ကေပေါင်းတော့1ရပါတယ်1တီကကျွန်တော်ရဲ့ကိုယ်မတွေလုံးပါ ထိတ်စီးဖြစ်ပါတယ်လေဟုတ်ပြီနော်၃ပိုင်း၃ထိတ်ကို၃ဘူး၁ပိုင်း၁ထိတ်ကို၁ရှေ့ဆိုပြီးထွက်ရှိလို့အောင်မြင်ခဲ့တယ်အားလုံးပဲ share လို့ရရင်တယောက်တစ်ချက် share ပေးပါနော်၃ပိုင်း၃ထိတ်ကို၃ဘူး၁ပိုင်း၁ထိတ်ကိုကျွန်တော်တို့က၁ရှေ့ဆိုပြီးထွက်ရှိလို့အောင်မြင်ခဲ့တယ်အပေါ်နီးမူတိုင်း၁ရှေ့ဒီက၈အပိတ်ပါ၁ဘူးဒီကသူတို့နှလုံးပေါင်းခြင်းနဲ့၈၁၁ကျွန်တော်ရဲ့ကိုယ်မတွေ၃လုံးပေါင်းခြင်းဖြစ်တယ် xin đi đi đông long bao nhiêu phi bà đấy xin này đi này bao nhiêu cú bà cú này đi <laughs> cái <laughs> bao nhiêu tàu nhà bà tàu nhà thì cái cho nó cái mày lớn bài thay xí bà không biết đâu tàu mày tàu thay này tàu bù để thay bài để thay này để xịt để tàu nhà bài tàu nhà thay này tàu nhà cú số vị thay xí lỗ ông mình cái để tàu nhà bài tàu nhà thay này tàu nhà cú số vị cho nó lúc đó để na chơi tàu chơi đi đi cho nó lúc thay xí thì apa em baby ၄င်းမနက်ကြာသပတေးနေ့၁၂နာရီ၃မိနစ်တို့ကတလုံးထဲသောလုံးပိုင်ထိတ်စီလေးကဘာလေးဖြစ်မလဲအပေါ်ပိုင်းအလုံးပဲတစ်ချက်လိုက်ကြည့်ပေးအလုံးတော့ပြော၂၄ရောက်တော်မျိုးတို့မင်္ဂလာပါအကောင်းမတ်ရတဲ့ကိုပိုင်းအလုံးပဲအကောက်ကလေးအပ်ပေးတာဟုတ်ပြီတော့လုံးပိုင်ထိတ်စီလေးဘာဖြစ်မလဲတစ်ချက်ကြည့်အပေါ်နီးမူတိုင်း၃၉ကကိုအပိတ်ပါဟုတ်ပြီတော့၃၉ဒီကိုအပိတ်ပါ၄၆ကသူတို့နှလုံးပေါင်းခြင်းနဲ့ကို၄၆၃၃လုံးပေါင်းခြင်းဖြစ်ပါတယ်ကို၄၆ကျွန်တော်ရဲ့ကိုပိုင်းမတွေ၃လုံးပေါင်းခြင်းဖြစ်ပါတယ်ကိုရဲ့၄ရဲ့ပေါင်းတော့ကျွန်တော်တို့၃ပါတယ် 9ရက်4ရက်ပေါင်းတော့3 3ရက်6ရက်ပေါင်းတော့ကျွန်တော်တို့ဗာရမလဲ3နဲ့6နဲ့ပေါင်းတော့900ပါတယ်9ဒီကကျွန်တော်ရဲ့ကိုမကြီးလုံးပိုင်းထိတ်စီးဖြစ်ပါတယ်တဲ့ဟုတ်ပြီနော်နော်ကျွန်တော်တို့၄ချိန်မြောက်ထပ်ပေးမယ်ဆိုရင်3ပိုင်း3ထိတ်နဲ့3ဘူး1ပိုင်း1ထိတ်နဲ့1ရှစ်တဲ့3ညပိုင်း3ညထိတ်နဲ့ကျွန်တော်ရဲ့ကိုမကြီး3 ညာကိုကိုးပိုင်ကိုးထိန်နဲ့ကျွန်တော်တို့ကဘာထွက်မလဲပြောရ28ရက်တော့မျိုးတို့မင်္ဂလာပါအားလုံးပဲ లై လမလေးတွေတယောက်တစ်ချက်နှိပ်ပါ share လို့ရတဲ့ကိုင်းမှာအားလုံးပဲ share ခြင်းဖြင့်ကူညီပေးဒီထိတ်စည်းလေးတွေကိုတန်းငယ်ကလောက်ကနောက်ပိတ်လေးနဲ့ကပ်ပေးမယ်နောက်ပိတ်လေးကိုကျွန်တော်ရဲ့ကိုင်းမှာအားလုံးပဲတစ်ချက်လိုက်ကြည့်ပေးဟုတ်ပြီနော်နောက်ပိတ်လေးကိုကျွန်တော်ရဲ့ကိုင်းမှာအားလုံးပဲတစ်ချက်လိုက်ကြည့်ပေးပါ 62တိကကျွန်တော်ရဲ့ကိုရီမာတွေသူတို့နှလုံးပေါင်းခြင်းနဲ့ဒါကနောက်ပိတ်ပါနော်65ကကျွန်တော်တို့ငားအပိတ်နေပါ65ငားကျွန်တော်ရဲ့ကိုမောင်များသုံးလုံးပေါင်းခြင်းဖြစ်တယ်ကျွန်တော်32ယောက်သုံးမျိုးတို့မင်္ဂလာပါအကောင့်မဲရသေးတဲ့ကိုရီမာရဲ့အားလုံးဖေးအကောက်ရပေးသွားနော် 60နှစ်တည်သူတို့နှလုံးပေါင်းခြင်းနဲ့65က5ပိတ်နဲ့6နှစ်က3လုံးပေါင်းခြင်းနဲ့6နှစ်နဲ့နဲ့ပေါင်းတော့8ပါ8နှစ်9နဲ့ပေါင်းတော့ကျွန်တော်တို့ပါရမယ်8ကဲ9ရဲ့ပေါင်းတော့ကျွန်တော်တို့က8နဲ့9နဲ့ပေါင်းတော့3ပါတဲ့3ကိုပါဝါခေါ်မယ်3ရဲ့ပါဝါဒီ8ပါ3ရှိတည်ကကျွန်တော်ရဲ့ကိုယ်မိုင်အားလုံးပဲနောက်ပိတ်ဖြစ်ပါတယ်ဟုတ်ပြီနော်တေချာပေါ့ကျွန်တော်ရဲ့ကိုယ်မိုင်တွေ3ထိပ်3ရှိအပိတ်ကတေချာပေါ့ပြီးပေါ့ဖြည့်ရမယ်ပေါ့ အပီးပေါင်းဖြည့်ရမယ်ပေါ့ကျွန်တော်ရဲ့ကိုမောင်ဗျာတကယ်ဖြည့်လာမဖြည့်လာကျွန်တော်ရဲ့ကိုမောင်အားလုံးပဲတစ်ချက်လိုက်ကြည့်ပြီး၃ပိုင်း၃ထည့်ကို၃ရှိအပိတ်နဲ့ကျွန်တော်တို့က2ကွက်ပဲထိုးရမယ်။ဘာထိုးရမလဲသားငယ်ဆို၃ဘူးနဲ့38 2ကွက်ပဲထိုး၃ဘူးဆိုပြီးထွက်ရှိလို့အောင်မြင်ခဲ့ပါတယ်၃ဘူးဆိုပြီးကျွန်တော်ရဲ့ကိုမောင်ထွက်ရှိလို့အောင်မြင်ခဲ့တယ်။အပေါ်နီးမူတိုင်း88ကတို့တို့နှလုံးပေါင်းခြင်းဟုတ်ပြီနော်။၃ဘူးဒီကကျွန်တော်ရဲ့ကိုမောင်တွေ၃အပိတ်88 3၃လုံးပေါင်းခြင်းဖြစ်ပါတယ်။ခွန်ရရှိခဲ့ပေါင်းတော့9ပါတဲ့9နဲ့3နဲ့ပေါင်းတော့ကျွန်တော်တို့ဘာရ 9ရက်3ရက်ဘောတော့8ပါ8ကိုပါဝါခေါ်ခြင်းသည်3ပါ8 3ဒီကကျွန်တော်ရဲ့ဂွေမိုင်းအားလုံးပဲနောက်ပဲဖြစ်ပါတယ်ဟုတ်ပြီနော်3ထိပ်38အပိတ်ကို3ပိုင်3အပိတ်3ပိုင်3ထိပ်3ပိုင်3အပိတ်နဲ့3ဘူးဆိုပြီးအပိပောက်ထွက်တယ်လို့တစ်ထိပ်83အပိတ်ဒီလေကျွန်တော်ရဲ့ဂွေမိုင်းတွေတေချပေါ့အပိပောက်ဖြည့်ရမယ်ဟုတ်ပြီနော်အပိပောက်ဖြည့်ရမယ်ဆိုရင်လည်းကျွန်တော်ကောင်ပါများတစ်ထိပ်83အပိတ်ကိုကျွန်တော်တို့ကကဏ္ဍကနှစ်ခွက်တည်းထိုးအောင်မယ် ဘာတို့ရမလဲဆိုရင်တစ်တိတ်ရှစ်သုံးအပိတ်ကိုတစ်ရှစ်နဲ့တစ်သုံးနှစ်ကွက်ပဲထိုးတစ်ရှစ်ဆိုပြီးအပီးပေါက်ထွက်ရှိလို့အောင်မြင်ခဲ့ပါတယ်တဲ့ကျွန်တော်ကပုံပါများတစ်ထိတ်ရှစ်အပိတ်နဲ့တစ်ရှစ်ဆိုပြီးအပီးပေါက်ထွက်ရှိလို့အောင်မြင်ခဲ့တယ်ဒါဆိုကျွန်တော်တို့ကအပေါ်နှိမှုတိုင်း65တိသူတို့နှလုံးပေါင်းခြင်းတစ်ရှစ်ကကျွန်တော်တို့ရှစ်အပိတ်နဲ့6583 658ကျွန်တော်ကပုံပါများသုံးလုံးပေါင်းခြင်းတဲ့6နဲ့5နဲ့ပေါင်းတော့တစ်ပါတယ်ပေါင်းတော့ကျွန်တော်တို့ပါရမယ် တကယ်ရှိခဲ့ပေါင်းတော့ကျွန်တော်ကိုယ်မော်ရဘာရမလဲတကယ်ရှိခဲ့ပေါင်းတော့ကျွန်တော်တို့က900ပါတယ်9တီကကျွန်တော်ရဲ့ကိုယ်မော်ကြီးအပိတ်ဖြစ်ပါတယ်9ရဲ့ပါဝါဒီ4 6တီကကျွန်တော်ရဲ့ကိုယ်မော်ကြီးအားလုံးပဲအပိတ်ဖြစ်တယ်ဟုတ်ပြီနော်တုံညာထိတ်6အပိတ်3ထိတ်3အပိတ်နဲ့3ဘူးဆိုပြီးထွက်တယ်လို့တိထိတ်6အပိတ်နဲ့တိရှိဆိုပြီးလဲအပီးပေါက်ထွက်တယ်လို့ကျွန်တော်တို့ရထားတဲ့တုံညာထိတ်6အပိတ်ဒီလဲတေချာပေါက် အပီးပေါက်ဖြေရမယ်တဲ့ကိုမောင်မြအားလုံးပဲဟုတ်ပြီနော်။သုံးညာတိတ်ကိုလေးပိတ်ကိုကျွန်တော်တို့ကကဏ္ဍ2ကွက်ပဲထိုးသုံးညာကိုနဲ့သုံးညာလေး2ကွက်ပဲထိုးသုံးညာကိုဆိုပြီးအပီးပေါက်ထွက်ရှိလို့အောင်မြင်ခဲ့တယ်ဆိုရင်တဲ့ကျွန်တော်တို့ယနေ့မနက်7:00နာရီ10မိနစ်ကြာတာပရိနေလေးမှာကျွန်တော်တို့ရထားတဲ့ထိတ်စီးက6ထိတ်လို့ရထားတယ်။အဲ့ဒီ6ထိတ်ကိုကျွန်တော်ကဒီမှာ2ကွက်တည်းထိုးရမယ်ကဏ္ဍကဘာဖြစ်မလဲအားလုံးပဲတစ်ချက်လိုက်ကြည့်ပေး။သုံးဘူးဒီကျွန်တော်ရဲ့ကိုယ်မကြီးသူတို့နှလုံးပေါင်းခြင်းနဲ့၃ညာကိုကကျွန်တော်တို့၉အဖိတ်နဲ့ပေါ့ အပေါ်နီးမူတိုင်း339 3လုံးပေါင်းခြင်းဖြစ်တယ်။တုံးရဲ့တုံးရဲ့ပေါင်းတော့6ပါ။တုံးရဲ့တုံးရဲ့ပေါင်းတော့ကျွန်တော်ကိုမှာပါဖြစ်လေ။တုံးရဲ့တုံးရဲ့ပေါင်းတော့6တဲ့6ကဲ9ရဲ့ပေါင်းတော့ကျွန်တော်တို့ဝါရမလဲ6နဲ့9နဲ့ပေါင်းတော့ကျွန်တော်တို့ကပါတယ်ငါ့ကိုပေါင်းပါခေါ်ခြင်းဒီတုံးရပါငါးတုံးရဒီကကျွန်တော်ရဲ့ကိုနောက်ပိတ်ဖြစ်ပါတယ်။ငါးတုံးရဒီကျွန်တော်ရဲ့ကိုမှာအားလုံးပဲပါဖြစ်လေ။နောက်ပိတ်ဖြစ်တယ်ဆိုရင်တဲ့ ျွန်တော်ကမှများအားလုံးပဲကျွန်တော်တို့ကရထားတဲ့၃ထိပ်၃ရှစ်ဘိတ်ကို၃ဘူးဆိုပြီးထွက်ရှိလို့အောင်မြင်တယ်လို့တစ်ထိပ်၈၃၅ဘိတ်ကို၁ရှစ်ဆိုပြီးထွက်ရှိလို့အောင်မြင်ခဲ့တယ်တဲ့၃ညာထိပ်၉လေးဘိတ်ကိုလည်း၃ညာထိပ်၉ဘိတ်နဲ့၃ညာ၉ဆိုပြီးထွက်ရှိလို့အောင်မြင်ခဲ့တယ်လို့ကျွန်တော်ကမှများယနေ့မနေ့အပိတ်ဒီလေတေချာပေါက်အပိပေါက်ဖြစ်ရမယ်ဆိုရင်ကဏ္ဍက ထိတ်စီးနောက်ပိတ်နဲ့ကျဲဆိုရင်နှစ်ကွက်ပဲထိုးစရာရှိတယ်။65နဲ့60ဆိုတဲ့ကဏ္ဍနှစ်ကွက်60ဆိုတဲ့ကဏ္ဍကတော့ထွက်ပြီးသားကဏ္ဍဖြစ်တဲ့အတွက်အရန်လေးနဲ့ပဲထိုးပြီး65ဆိုတဲ့ကဏ္ဍတစ်ကွက်ကရန်ကောင်းပါတယ်။အကြိုက်တူလိုအကြိုက်တွေးတဲ့ကိုယ်မိုင်အားလုံးပဲကစားပါနော်။ကျွန်တော်တို့ကဒီတစ်ချောက်ချင်းကိုလေးချင်းနဲ့အပီးပေါက်ဖြစ်မလားကိုထိတ်၅တုံညာအပိတ်နဲ့ပဲအပီးပေါက်ဖြစ်မလားပေါ့ကဏ္ဍထုတ်ပေးမယ်ကျွန်တော်ရဲ့ကွေမအားလုံးပဲကဏ္ဍထုတ်ပေးမယ် ဓာကွက်ကောင်းထုတ်ပေးမယ်။အမားနဲ့အမန်ကိုလက်ခံနိုင်ပါတဲ့သားငယ်ကြီးဓာကွက်ကောင်းလေးထိုးခြင်းနဲ့ဆိုတဲ့ကိုမောင်မင်းအားလုံးပဲကောမတ်မှာ okay လေးမှန်ပြီ။ဟုတ်ပြီနော်။အမားနဲ့အမန်ကိုလက်ခံပြီးတော့ဓာကွက်ကောင်းထိုးခြင်းနဲ့ကိုဒီမားကြီးသားငယ်ထုတ်ပေးမယ်။အမားနဲ့အမန်ကိုလက်ခံနိုင်တယ်ဆိုရင်တော့ဓာကွက်ကောင်းထုတ်ပေးခဲ့ပါမယ်။ကောမတ်မှာ okay လေးတွေပြပေးပါ okay လေးတွေမှန်ခဲ့ဟုတ်ပြီနော်ကောမတ်ဓာကွက်ကောင်းထိုးရမယ်ဗျဓာကွက်ကောင်းထိုးရမယ်နော် အမနဲ့မင်းကိုလက်ခံပြီးတော့တကွက်ကောင်းထိုးခြင်းနဲ့ကိုရမတွေတကွက်ကောင်းထိုးရမယ်။ကောင်းမှာအိုကေလေးတွေမှန်ပေးပါ။ဟုတ်ပြီနော်။တကူတလေးဟုတ်ပြီနော်။69 64 Lazy Tiếng uh, thì nó Lazy nói quay mày áp video kè giá bà Áp video kè giá bà nó Alo mê, nó đẹp quá con, lưu trên này quay mày có mà mà ok lý đi mà bị တကွာကောင်းထိုးမဲ့သူ2ယောက်ပဲရှိသေးတယ်တကွာကောင်းကို2ယောက်တည်းထိုးမှလာကျန်တဲ့သူတွေထိုးကျင်သေးတယ်ဆိုရင်တန်းငယ်ဒီမှာရေးပေးခဲ့မယ်တကွာသေးတော့ကနမိုင်းလေခံမိုင်းလေဆန်ရမယ်တကွာသေးတော့ကနထိုးထိုးမဲ့ဆိုတဲ့ကိုဒီမှာကြီးကောမမโอเคလေးတွေပြပါโอเคလေးတွေမှတ်ပြီပါဟုတ်ပြီနော်တက်ကွက်ကောင်းမိုင်းလေခံမိုင်းလေဆန်ပေါ့ဗျာအပိုင်းထိတ်စီးနောက်ပိတ်တိတ်တော်မအားနဲ့အာပပပဲကစားတက်ကွက်ထဲတော့ကနချရေးပြခဲ့မယ်ဟုတ်ပြီနော်တိတ်မအားပါနဲ့အာပပပဲကစားပါဟုတ်ပြီနော် တကွယ်ကောင်းကိုတန်းငယ်အကြိုက်ဆုံးကိုပြောပါဆိုရင်မှိုင်းလဲခံပါမှိုင်းလဲဆံပါရထားတဲ့ထိတ်စည်းက6ထိတ်စည်းနဲ့ကျွန်တော်ရဲ့ကိုယ်မိုင်းအားလုံးပဲ9အပိတ်နဲ့60နဲ့9တကွယ်ကောင်းအာပပကစားပါနော်အာပပပဲကျွန်တော်ရဲ့ကိုယ်မိုင်းကစားပါ6ထိတ်စည်း9အပိတ်နဲ့65ဆိုတော့၄ပြိတ်အာကစားအာပပပဲကစားပါဟုတ်ပြီနော်အာပပပဲကစားမယောအနေနဲ့24မိန်တကူမိန် bình nó cú dề mê. Cháu dề cú mê. Cú đây gì ngã bên này, cú dề ngã thì chạy qua góng phía bà đi, Obino. Giang lý này nè. 1969290မိမယောကတော့တန်းငယ်ထုတ်ပြီးနေကြတိုင်း6ွက်ထုတ်ပြီးတယ်14ဒီလဲမိဟုတ်ပြီနော်14ဒီလဲကျွန်တော်ရဲ့ကိုယ်မိုင်အလုံးပဲမိ94တကွက်လောက်ထည့်ထိုးစေခြင်းနဲ့နော်94ပါဝါတကွက်လောက်ကျွန်တော်ရဲ့ကိုယ်မိုင်အလုံးပဲထည့်ထိုးစေခြင်းပါတယ်94နဲ့36ပေါ့ဗျာဒီကနေ့နှစ်ွက်ကိုကြိုက်ပါတယ် တုံညာ6ကိုပို့ပြီးတော့တင်ထိုးပါနော်တုံညာ6ကိုတင်ထိုးပါနော်တင်ထိုးစေခြင်းနဲ့ကဏ္ဍနှစ်ကွက်ပြောပါဆိုရင်တုံညာ6နဲ့65တုံညာ6နဲ့65ဆိုတော့ကဏ္ဍနှစ်ကွက်အဲ့ဒီကဏ္ဍနှစ်ကွက်တင်ထိုး24လို့19လို့14လို့60လို့69လို့ပြောမဆို main on အနေနဲ့ထိုးတကွက်ကောင်းအနေနဲ့တုံညာ6နဲ့65ကိုတင်ထိုးဟုတ်ပြီနော်ကဲအားလုံးပဲပေါက်ကြပါစေလို့တန်းငယ်ကဆုမကောင်းတောင်းပေးလိုက်ပါတယ်အကောက်မန်းရသေးတဲ့ကိုရီမရဲ့အားလုံးပဲအကောက်ကလေးတော့အပ်ပေးသွားပါဟုတ်ပြီနော် အကောင်မဲရသေးတယ်ကိုရီမတွေအားလုံးပဲအကောက်ကလေးတော့အပြည့်သွားပါလို့ဟုတ်ပြီလားအကောင်မဲရသေးတယ်ကိုရီမအကောက်အရလွယ်နေနော်အကောက်အရတာလွယ်ပါတယ်မိမိတို့ဖုန်းမှန်ရဒီလိုပေါ့နော် ညာဘက်တောင်လေးမှာဒီလိုတချို့ကအဖြူအောင်စာတန်းလေးတချို့ကအနီအောင်စာတန်းလေးပေါ့နော်အင်္ဂလိပ်လိုဆိုရင်တော့ subscriber မြန်မာလိုဆိုရင်တော့စာရင်းသွင်းရန်ဆိုတာရှိတယ်အဲ့ဒါလေးကိုကျွန်တော်တို့ကဒီလိုလေးတစ်ချက်နှိပ်ပြီးကျွန်တော်ရဲ့ကိုယ်မှာအလုံးပေး account app ပေးသွားပါနော် account မဲရသေးတယ်ကိုမောင်မြအကောက်ကလေးကိုအလုံးပေး app ပေးသွားကြပါကဲအလုံးပေးပမိုင်ပါဗျာ